ိုမြင့်ကိုမင်္ဂလာပါခေတ်တွေဦးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကျပ်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားပြုံးတိလာ၍ရန်ကုန်မှာစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရခိုင်ပြည်နယ်ကျပ်ဖြူမြို့နယ်အတွင်းကိုစစ်ကောင်စီကစစ်ကူပို့ရန်အတွက်တရင်ချိုမှစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေ၍ရေချောင်းဖြင့်ပို့ဆောင်ပေးလိုက်ကြောင်းသိရှိရပါသည်။ စစ်ကောင်မစင်းသည်တမစတဲ့နီးပြူဟာမူနာပါဟံ131ဒုတိယပုံမူကြီးမျိုးမင်းတန်ဦးဆောင်သည်ခမာယာ2တနေ့ခမာယာ2တသုံးခမာယာ2တကိုတော့မှခမန်းအင်ယာ900ခန်းကုန်ကြောက်ဖြူတို့ပို့ဆောင်နေကြောင်းစီရီယံဘူကြီးစင်ရောထမသိရှိရပါတယ်ကြောက်ဖြူမှာကရေတဲ့အင်အားစုများတဲ့မြေပြင်စစ်ကြောင်းထုံးမှုမှာနေမြရလက်ခဏပင်အေအေကအမက်ချွေလာကိုစစ်တပ်ကခံရတာပင် စစ်တွေကတက်တီးခွဲပြီးကြားဖြူကိုပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာဟုစီးရဲတဲ့ရင်ရှင်မြက်ကပြောဆိုပါတယ်ကျားဖြူတိုက်ပွဲမှာပီကတိနိုဝင်မာလာ14ရက်နေ့ကတည်းကတိုင်းဆောင်မြင်းမြစ်စာတိကျေးရွာများမှာနှစ်ဖက်အပြန်လည်တိုက်ခတ်မှုများရှိခဲ့ပါသည်။ဒညဝရီရေးတဲ့ဌာနချုပ်အနီးလမ်းခွဲဘက်မှာလည်းပီကတိနိုဝင်မာလာ24ရက်က AA နဲ့စစ်ကောင်စင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါသည်။ စစ်ကောင်မစင်းကပြန်လည်ထင်ကျုံလိုက်သည့်တိုင်းဆောင်ရွာကိုပီကတိနိုဝင်မာလာ28ရက်နေ့မှာအေအေကပြန်လည်စီးနင်းတိုက်ခတ်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေသတွင်းစီးရေးသတင်းရင်းမြစ်များထံမှသိရှိရပါသည်ဒီဇင်ဘာလ3ရက်နေ့မှာမြင်းပြင်းစီးစီးရေးအရာအချက်အချာကြားသည့်နေရာချုံနေတိုင်းဆောင်ရွာကိုအေအေကစုံမမှုပြန်လည်ရယူထားတယ်လို့သိရပါသည်ရှင်ဆလပင်နရိတ်ကံပြူဟာကဘာလုံးမှာအစာရေစာပြက်လက်ပြီးအယိုးပေါ်အရေးတင်နေသည့်အကြမ်းမဆိုးစုတောက်ဖွဲ့ဝင်များအောင် လေဒီပြင်းချပေးသည့်ရိခါတို့ကယူခြင်းအေအေပြခတ်သည့်လက်နက်ကြီးကြားရောက်၍ထိခိုက်တေဆုံးမှုရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ရခိုင်မကွေးတိုင်းအဆက်စီမကွေးတိုင်းဗလန်းမြို့နယ်အပိုင်းအမ်ဘလန်လန်ဟောင်းအပေါ်ကစစ်ကောင်မရှိနေရေကန်ပြူဟာကဘာလုံးစခန်းမှာအစာရေစာပြက်လက်ပြီးအရိုးပေါ်အရေးတင်နေသည့်စစ်ကောင်မရှိတပ်ဖွဲ့ဝင်များအားထားဖို့လိန်ရင်ဖြင့်ရိခါတို့များလာရောက်ချပေးနေခြင်းအာရခတက်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက်အဆောင်အုံအချို့ထိမှန်ပြက်စီကစစ်ကောင်မစင်တောက်ဖက်ဝင်အချို့ပါထိခိုက်ဒိဆုံမှုရှိကြောင်းတင်ပြရှိပါသည်။နိုဝင်ဘာလ30ရက်နေ့နေ့လယ်တနားဝင်ကျင်းခံမှာအကြမ်းမဲ့စစ်ကောင်မစင်လေးကြောင်းမှထောက်ဖို့ဝိုင်းအိတ်လေးရင်ဖြင့်စားနေရိတ်ခါများအပါအဝင်အထုပ်စဲဒုက္ခကိုလေဒီဖြင့်လာချပေးပြီးကောက်ယူနေသည့်စစ်ကောင်မစင်တောက်ဖက်ဝင်များကိုအာရခတတ်တော်အေးအေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ထိခိုက်ဒိဆုံမှုများရှိကောင်လက်ရိတ်ခံပြူဟာကဘာလုံးမှလည်းမြေပြင်ပေါ်မှာပြပြဝက်သွားကြောင်းဖော်ပြထားပါတယ်။ အာရခတက်တော်အင်းနဲ့ပူပေါင်းတက်တွင်ဝင်းရံပိတ်ဆို့ထားသည့်နက်ရီကံပြူအားကုန်းကိုစစ်ကိုရောက်နိုင်ရင်စစ်ကောင်မရှင်ဘက်ကလေကြောင်းတိုက်ခတ်မှုအကူအညီရယူပြီးနေစဉ်စစ်ကြောင်းတို့ချိတက်နေပေမယ့်အေအေနဲ့တော်လိုင်းရဲတက်တွေကြားဖြတ်တိုက်ခတ်မှုကြောင့်ဗစီနဲ့ကုတ်ကြီးရွာအနီးဝန်းကျင်မှာစစ်ကောင်မရှင်တပ်များမှရှေ့ဆက်မတိုးနိုင်ပေမယ့်ရဲတပ်နေရာကြောင့်တော်လိုင်းရဲတက်နေနီးစပ်တိတရင်ရင်းမြစ်များကပြောဆိုပါတယ် နိုင်ငံခံဗျူဟာကုန်စကံမှာဗျူဟာမှုတအူအပါဝင်ခမန်းချိန်အင်အား3000ဝန်းကျင်ခန့်ရှိနိုင်ပြီးမိုးရာသီအတွင်းမိုးရေများတူလောင်ထားသည့်ကွန်ကရစ်ဖြင့်တည်ဆောက်ထားသည့်ရေကန်မှာရေများကုန်ဆန်းသွားပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များအတွက်ရခုအခါရေလူအချက်မြင့်တက်နေတာကြောင့်လေရင်ဖြင့်တောက်ရေကိုအတိအကလာရောက်ချပေးနေရတယ်လို့ဆိုပါတယ်။ မြေအောင်လှိုင်ကောင်းကူကထွက်သားနေအေအေကစနိုက်ပါနဲ့ပြစ်တဲ့လက်နက်ကြီးနဲ့လည်းပြစ်တဲ့တေတာတော့နေတိုင်းမင်းသူတို့နေတဲ့ကုန်းကမဆောက်တဲ့ထောင်ချောင်းများတဲ့ဒီကြောင်နဲ့တိုက်ခတ်မှုကလည်းအဆက်မပြတ်ရှိနေတော့အေအေနဲ့တော်လိုင်းရဲ့ဘက်ကမစွန်စားပင်စစ်ခွေးတွေအစာငတ်ပြီးတင်းဆောင်အောင်စောင့်နေတဲ့တော်လို့မြင်နေဟုအဆိုပါတော်လိုင်းရဲ့နိစက်သူကပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးမြင်းမှုမျိုးနယ်မြောင်းလန်ခွဲမှာအထိုင်စားတက်ဆွဲထားသည့်စစ်တပ်ကုံဒေါ်ပြေပုံချက်တက်ခမ်းမှုစစ်တပ်ဗမာတိခမ်းမှုစီဆွတ်တရင်ဝတင်ဆက်ပေးမှဖြစ်ပါသည်။စကိုင်းတိုင်းမြင်းမှုမျိုးနယ်မြောင်းလန်ခွဲမှာအထိုင်စားတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကုံဒေါ်ပြေပုံချက်တက်ခမ်းရာစစ်တပ်ဗမာတိခမ်းမှုစီနန်းချောင်းမြောင်းတုံးဖုံမှတာဝန်ရှိသူကပြောကြားပါသည်။ဒီဇင်ဘာလတရနေ့ညနေ9နာရီခန့်မှာမြင်းမှုမျိုးနယ်မြောင်းလန်းခွဲမှာအထိုင်စားတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဖိဝင်တော်များဖြင့်ပုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုပုံကျတက်ခမှုအတွင် အကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုအစီအရအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေစက္ကန့်အတွင်ကြောင်ရပောက်ခွဲခဲ့ကံအကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းအကြမ်းမတ်စစ်တပ်ဘက်မှလည်းလက်နက်ငယ်များဖြင့်ရန်နက်ပစ်ခတ်ခဲ့ကံတော်လိုင်းရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ခွေး90လောက်ရှိပါတယ်စစ်ခွေးသေးစင်ကတော့မတရားရည်ဘူးဘုံနီးကြတာတော့သူတို့ပတ်စံကောက်တဲ့ဂိဏကြပါတယ်စစ်ခွေးတွေဘက်က200 300လောက်တော့ထီတယ်သေဆုံးတော့မရှိဘူး လက်နက်ကြီးတွေနဲ့တော့ပြန်ပစ်ခံရပါတယ်။သုံးလုံးပြန်ပစ်ခံရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်မှုရှိတယ်။ဒုံငါစီနဲ့တိုက်ခိုက်ခဲ့တာပါ။ MDR တုံးစားခင်စင်အဖွဲ့က6လက်ဒုံမိုးချေဖို့လိုအပ်နေတာလည်းရှိတယ်။ဆစ်ဆက်ပြီးလဲစစ်တပ်ကိုတိုက်ခိုက်သွားပါမယ်လို့မြောင်တုံးဖို့မှတာဝန်ခံစားခင်စင်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြောင်တုံးဖို့ MDN နဲ့မြို့မှုမြို့နယ်ပါကဖာ SDDS စကိုင်းခရိုင်တုံးတပ်ဖွဲ့ ဟောင်ကိုရီလာဖို့အေယာမွေဝင်း Justice Wadi တဖွဲ့ Revolutionary Effort ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလပင်ရွှေဘုံမြို့ကန်တော်ကိမှာစစ်သားများကပြည်သူများထံမှနေစဉ်သမျှတိုက်ပြီးငွေကြေးသိမ်းရာချေတောင်းယူတီပေါ်မြို့နယ်မှာလည်းစစ်သား၂ဦးကဈေးဆိုင်နဲ့ဆိုင်ကိုသမျှဝင်တိုက်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် စကိုင်းတိုင်းရွှေဘုံမြို့အထက်ကန်တော်ကိမ်းမှအကြမ်းမက်စစ်သားများကပြည်သူများထံမှနေစဉ်တမျှတိုက်ပြီးငွေကြက်သိန်းရာချီနှာယူနေကြောင်းဒေသပြည်သူများထံမှသိရှိရပါသည်။အဆိုပါကန်တော်ကိမ်းကိုအကြမ်းမက်စစ်တပ်ကထိန်းချုပ်ထားပြီးရွှေဘုံမြို့ရှိချေမြန်တိုင်ရင်ဖြစ်သည့်ခမာယာစတဲ့မှာဒုယာကံဘုတန်ထေကဦးစီးရင်ဂိတ်ခွင့်ထားခြင်းဖြစ်ကြောင်းဒုအယာကံဘုတန်ထေသည်ပြည်သူများတည်ဆောင်းလာသည့်ကွန်ပျူစီများအပေါ်အစမတန်ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါသည် ဆန်စပါးကားတစ်စီးကို2000ကျန်းဆိုင်ပြိုရေး3အိမ်သုံးပစ္စည်းတွေတင်လာတဲ့ကားတစ်စီးကိုတက်တင်းချက်ကနေနှစ်သိန်းအတွင်းပေးနေရတယ်။နေ့စဉ်တင်ညာချီရနေတာလို့ဒေသပြည်သူတို့အူကပြောဆိုပါတယ်။ဒုအရာခံမှုတန်ထေးသည်ကိန်းဖွင့်ပြီးနှစ်နှစ်အတွင်းပြည်သူများထံမှငွေကြေးသိမ်းထောင်ချီကောက်ခံမှုအတွက်တိုင်ကြားစာပေးပို့ခဲ့ပြီးမြအေးအယူမှုတစုံတရာမခံရသည့်အပြင်ရခိုင်ခါထံပို့ရတဲ့များတိုင်းငွေကြေးတောင်းခံမှုများလွှတ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အလားတူစံပြည့်နယ်မြောက်ပိုင်းဒီပေါ်မြို့နယ်အတွင်းအကြမ်းမဲ့စစ်သား၂ဦးကပြည်သူနေအိမ်ဈေးဆိုင်နဲ့ဆိုင်အတွင်းဝင်ရောက်တမျှတိုက်ခဲ့တာကြောင့်တပ်အရာရှိထံတိုင်းကြားခဲ့ပေမယ့်ဆိုလာပြားနဲ့ဘက်ထရီအိုးတလုံးနာပြန်ပြီးပြီးစံငွေနဲ့ပစ္စည်းများကိုပြန်ပေးခြင်းမရှိကြောင်း SSPB Info ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့နနက်အစောပိုင်းနှစ်နာရီ20မိနစ်ခန့်မှာတီဘောမြို့နယ်မူသေးကျွရအောင်စု ကွန်ဆလင်ကျွင်းရာစီနေတလုံးအတွင် အကြမ်းမက်စစ်သား၂ဦးကဝင်ရောက်ပြီးအင်းရှင်များကိုတနက်ဖြစ်ထောက်ကနေအိမ်နဲ့ဈေးဆိုင်အတွင်ကိုမှွေနောက်ကငွေကျပ်9သိန်းတန်မှုရှိပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားကြောင်းယင်းနေ့နဲ့နဲ့အစောပိုင်း၄နာရီဝန်းကျင်မှလည်းအခြားနေအိမ်ဈေးဆိုင်အတွင်သို့ဝင်ရောက်ကအင်းရှင်များကိုတနက်ဖြစ်ထောက်ပြီးပစ္စည်းများကိုမှွေနောက်ယူဆောင်သွားကြောင်းသိရပါသည်အင်းရှင်လည်းစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်ထဲရောက်တာနဲ့တနက်နဲ့ထောက်ပြီးအိမ်ထဲဆိုင်ထဲကပစ္စည်းတွေမှွေတော့တာကွန်ပစ္စည်းတွေပတ်စံတွေယူသွားတဲ့ နှစ်အိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတယ်လို့ဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ထို့တို့ဓမြတိုက်ဒီကိစ္စနဲ့ပတ်သက်ပြီးရကြေးတာဝန်ရှိသူများကစစ်ကောင်စီအညာစီများထံတိုင်ကြားခဲ့ရအောင်ပြုမှုကျွလွန်သူတတနှစ်ဦးယူဆောင်သွားသည့်ဗတ်ထီနဲ့ဆိုလာပြားကုန်အရှင်ထက်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးမြန်ရှိသည့်စာနာဖွင့်ရများနဲ့ငွေကြေးများကိုပြန်လည်ပေးဆောင်ခြင်းမရှိကြောင်းသိရပါတယ်။ ပြည်မှုကျွလွန်တဲ့တပ်သားကိုတော့အရေးယူမယ်လို့တော့ပြောပါတယ်။ဒါပေမဲ့ဘယ်လိုအရေးယူမယ်တော့မသိဘူးပုံ။ယူသွားတဲ့ဆိုလာပြားတွေပက်တီအိုတွေတော့ပြန်လာပို့ပေးပါပြီ။ဂျန်နဲ့စားနောက်ဖွံ့ရအချို့တော့တုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုထိတော့ဘာမှပြန်မပေးဘူးလို့ဒေသပြည်သူတဦးကပြောဆိုပါတယ်။အဆိုပါမိုးသေးကျင်းရွာအုပ်စုကလွန်ခဲ့သည့်အောက်တိုဘာလကစစ်ကော်မရှင်တပ်မှထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ကော်မရှင်တပ်စုံမလို့စားသည့်နေရာဖြစ်ကြောင်းသိရပါတယ်ရှင်။